ဓမ္မမိတ်ဆွေဤကိုမွန်မတို့သိပ္ပံပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေပါလို့ကြမလဲပါတွေကိုဆက်လက်ဆုပ်ကင်ထားပြီးတော့ပါတွေကိုဆွတ်လွတ်လိုက်ရမလဲယုံကြည်ခြင်းရှိပါလို့ပြောကြတယ်ဘယ်အချိန်မှယုံကြည်ခြင်းကရက်တန့်သွားပြီးတော့ယုံစားလွယ်ခြင်းစတင်ဖြစ်လာတယ်လေသိပ္ပံပညာကိုလက်ခံဖို့ပြောကြတယ်ဒါပေမဲ့သိပ္ပံဘာသာရက်ကနေကိုကျင်တရားရွေးချယ်မှုတွေကိုဘယ်လိုလုပ်နိုင်မလဲ အဓိပ္ပာယ်တွေကိုဘယ်မှာတွေ့နိုင်တယ်လဲအမှန်တရားကတိတ်ပံဘာသာနဲ့ဝิญญေကလိုက်ဖက်တဲ့လူအည်တွေးတွေဖြစ်ပြီးတော့တစ်ခုနဲ့တစ်ခုစစ်ဖြစ်เสียအကြောင်းမရှိဘူးဖြစ်ပါတယ်ဒါပေမဲ့တိတ်ပံနဲ့ဘာသာတရားကမကြာခဏဆိုသလိုစစ်ဖြစ်နေတယ်လို့တွေ့မြင်နေရတယ်။ဘာကြောင့်လဲပြဒနာကတခြားနေရာမှာရှိနေတာဖြစ်တယ်။ရှေးပဝေတဏီကလေးကကျွန်တော်တို့တွေလက်ခံကျင့်သုံးလာနေခဲ့ကြတဲ့ စံထဲမှာရှိနေတာဖြစ်တယ်။ငါဘာသာကသာလဲမှန်တဲ့ဘာသာဖြစ်ချင်းစံထဲမှာပြဿနာရှိနေတာဖြစ်တယ်။ဘုရားเจ้าမိကုမအဖြေတစ်ခုတည်းသာလည်းရှိတယ်။အဖြေမှန် တစ်ခုတည်းသာရှိရမယ်လို့အတင်းကျပ်ပြောနေတဲ့စံဖြစ်တယ်။မိမိတို့ရဲ့ဝိညာဉ်ရေးဘာသာတရားရေးမှာမှန်တဲ့ဘာသာတရားဆိုတဲ့စံကိုအုံမြင့်အဖြစ် ထားရှိနေတာကနေထေရှားပြရမှာဖြစ်ပါတယ်။ စံပြောင်းလဲခြင်းကိုလိုအပ်နေပါတယ်ဒါပေမဲ့အရေးကြီးတာကအဲ့ဒီစံကိုဖယ်ရှားတဲ့အခါမှာကျွန်တော်တို့တွေကြားမတူကွဲပြားခြင်းများကိုလစ်လျူရှုခြင်းမပြုဘဲနဲ့အရေးမကြီးတဲ့ကိစ္စအဖြစ်မတတ်မှတ်ဘဲနဲ့ယူတည်လေးစားကြရမှာဖြစ်ပါတယ်တန်ဖိုးထားကြရမှာဖြစ်တယ်ခက်ခဲသလားဆိုရင်ခက်ခဲတယ်လို့ဖြေရမှာဖြစ်တယ်မဖြစ်နိုင်ဘူးလားဆိုရင် မဟုတ်ပါဘူးလို့ဖြေရမှာဖြစ်ပါတယ်ဒါပေမဲ့ မိခွန်းတွေကြံနေပါသေးတယ်။ထောင်စုနှစ်အစ်စ်အတွက်အရေးကြီးတဲ့မိခွန်းတွေထဲမှာပါဝင်တဲ့မိခွန်းတွေဖြစ်ပါတယ်။ခရစ်ယာန်တွေအတွက်သာလေမဟုတ်ပဲဂျူး၊မွတ်စလင်၊ဗုဒ္ဓလူသားဗရဏဝါဒီတွေအတွက်တီးတံမဟုတ်ပဲလူသားတွေအလုံးတစုတစည်းတဲ့အနေနဲ့27ရာစုမှာစီလျော်မှု အတိတ်ပဲကိုဘယ်လိုရှာတွေ့နိုင်မလဲစီလျော်မှုကိုတွေ့နိုင်သလား လူသားတို့တစ်ခုလုံးအနေနဲ့လူသားမျိုးနွယ်တစ်ခုလုံးအနေနဲ့အခုကျွန်တော်တို့တွေဘယ်ကိုဝါကြမလဲဒီအရာကတိတ်ပံကပါတရားနဲ့စမ်းကျင်သလားဆိုရဲမိကုန်းထက်ကြော်လွန်ပြီးတော့တတောင်တတမရှိဆုံးဖြစ်နိုင်တဲ့မိကုန်းကိုတဲ့တဲ့ကြည်စီဖို့ကျွန်တော်တို့ကိုတွန်းအားပေးပါတယ်ဘေးအရာကဘာသာရေးဆိုင်ရာ စီလျော်မှုရှိတယ်လေကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေလားကျွန်တော်တို့ပြုတဲ့အရာတွေလား ကိုယုံကြည်တဲ့အရာကအရေးကြီးတာလားကိုယုံကြည်တဲ့အရာနဲ့ကိုဘာလုပ်တယ်ဆိုတာကအရေးကြီးတာလားဘာသာရေးနဲ့ပတ်သက်လာရင်ဘယ်ဘာသာတရားကမှန်တယ်ဆိုတဲ့စံကိုလက်ခံပြီးတော့ရှင်သန်ခဲ့ကြတာနှစ်ပေါင်း2000ကျော်ခဲ့ပြီဖြစ်ပါတယ်အခုကပြောင်းလဲရမယ့်အချိန်ဖြစ်ပါတယ်21ရာစုမှာဘာသာတရားတွေကိုကျွန်တော်တို့တွေလိုအပ်သေးသလားကျွန်တော်တို့တွေဘာကြောင့်လူလာဖြစ်ကြတာလဲလို့အရင်ကမေးခဲ့ကြတယ်။ဒါကဘာသာရေးမေးခွန်းဖြစ်တယ် အတိညာမိုင်းဆိုင်ရာမိကွန်းမဟုတ်ပါဘူး။ဘာသာရေးဆိုင်ရာမိကွန်းဖြစ်တာကြောင့်အရေးပါမှုယုံနေခြင်းမရှိပါဘူး။အကြိမ်ဘဝကအတိတ်ပဲမရှိပါဘူးလို့ဆုံးဖြတ်ရင်စားမယ်၊တောက်မယ်၊ပျော်ပျော်ပါးပါးနေမယ်။ဒါကကျွန်တော်တို့ဘဝကိုဘယ်လိုရှင်သန်မယ်ဆိုတာကိုဆုံးဖြတ်ပြီးမှဖြစ်ပါတယ်။အကြိမ်ကျွန်တော်တို့တွေကတရားကိုတရားကူညီရင်းပင်ကြဖို့လူဖြစ်လာကြတယ်လို့မှတ်ယူရင်အတိုင်းဝိုင်းဖြစ်ရှင်သန်ဖို့ဖြစ်တယ်လို့မှတ်ယူရင် သူတပားတို့ဟာအကျိုးပြုကြဖို့လူဖြစ်လာတယ်လို့မှတ်ယူရင်ကျွန်တော်တို့တွေဘဝကိုဘယ်လိုနေထိုင်မလဲဆိုတာကိုဒီညာကဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ဒါကြောင့်ဘာကြောင့်လူဖြစ်လာတာလဲမိဂုံကတယောက်စီတိုင်းအတွက်အခြေခံမိဂုံဖြစ်ပါတယ်။ဒီမိဂုံကိုလစ်လူရှုခြင်းကလူဖြစ်ဒီရှိမှုတစ်ခုလုံးကိုလစ်လူရှုခြင်းဖြစ်ပါတယ်။ဒါကြောင့်တချင်ချင်းမှာတနည်းအရာမှာကျွန်တော်တို့တွေအားလုံးတို့ကဘာသာတရားရေး ဝิญญည်ရင်းနဲ့မဖြစ်မနေရင်ဆိုင်လာကြရမှာဖြစ်ပါတယ်။အတိညာမိုင်းဆိုင်ရာကိုပဲဘလောက်ဖဲလိုက်စားသည်ဖြစ်စီတိတ်ပံပညာလောကီကိစ္စတွေကိုပဲဘလောက်ဖဲလိုက်စားသည်ဖြစ်စီဝิญญည်ရင်းမိကုံးကလည်းမကင်းလွတ်နိုင်ဘူးဖြစ်ပါတယ်။ဝิญญည်ရင်းမိကုံးကလည်းရှောင်ထွက်ပြေးလို့မရနိုင်ဘူးဖြစ်ပါတယ်။ဝิญญည်ရင်းကိုတကားပိတ်ထားလို့မရနိုင်ဘူးဖြစ်ပါတယ်။ငါတို့ဘာကြောင့်ဒီမှာရောက်နေကြတာလဲအဲ့လိုဆိုငါတို့ဘယ်လိုရှင်သန်သင့်ကြတယ်လဲ အမမိတ်ညီကိုမောင်နှမအယောက်စီတိုင်းပူဤကြံ့မာခြင်းစိတ်ညင်းချမ်းခြင်းအစဉ်ရှိကြပါစေ။